အားလုံးပဲမင်္ဂလာပါခင်ဗျာတပတ်ခါပေါ်တိုဝူနေညကြာတာပရီနေမနေ့နှစ်နာရီတိတိအချိန်မှာအာဆင်နယ်အသင်းနဲ့ဘရန်ဖို့အသင်းတို့အာဆင်နယ်အသင်းအမ်မရိတ်အိမ်ခွင်းမှာရှင်ပြိုင်မဲ့ပရီးမီယာလိပွဲစဉ်14ရှိပါတယ်အဲ့ပွဲစဉ်၁၄ကိုကျွန်တော်ပွဲစုံ၃သက်ချက်နဲ့တကွာကျွန်တော်တင်ဆက်ပေးခြင်းပါတယ်။အဲပွဲစုံ၃သက်ချက်ကိုမတင်ဆက်ခင်ကျွန်တော် possible first line up ကိုကျွန်တော်ဖော်ပြပေးခြင်း ਨੇ ။ဒီ first line up ကတော့အဲဂိုးသမားနေရာမှာ David Raya ခန်းစစ်ပိုင်းမှာ Timber, Mosquera, Hankapi, Calafiori ဒါကတော့ခန်းစစ်ပိုင်းပေါ့ ကွင်းလယ်ပိုင်းမှာဇူဗီမန်ဒီဒီကလန်ရိုက်စ်အစီဒါကတော့ကွင်းလယ်ပိုင်းမှာတိုက်စစ်ပိုင်းမှာဆိုရင်တော့မာရီနိုကိုထောင်ထားထားတဲ့ဘူကာအိုဆာကာနဲ့မာတင်နယ်လီကိုရန်ထားတယ်ဒါကတော့ first line ဖြစ်ပါတယ်အဲဒီ line မှာဟင်ဂပီနဲ့မော်စကွေရာကိုထားတယ်ဆလီဘာဂါဘရီယယ်ဒန်ယန်ရနေတဲ့အချိန်မှာဒီကစားသမားတွေကိုအဒီတာထည့်ကန်ထားပါတယ်ဒါကတော့အာဆင်နယ်အသင်းရဲ့ line ဖြစ်ပါတယ်ဒါဆိုရင်ပြိုင်မဲ့ဘရန်ဖို့အသင်းရဲ့ first line ကိုကျွန်တော် possible တင်ပြပေးခြင်းနဲ့ဒီ possible line မှာဆိုရင်တော့ ဘူဒမန်နေရာမှာခါရာဟာဖမ်းမယ်ဒီတော့ဒီလိုင်းအပ်မှာဟန်ဒါဆန်ပါတယ်ဒီကစားသမား2ယောက်ကတော့လီဗာပူးကစားသမားဟောင်းတွေဖြစ်တယ်ဘရန်ဖို့အသင်းရဲ့ first line up ကိုကြည့်ရမယ်ဆိုရင်ဘရန်ဖို့အသင်းရဲ့ first first line up ကိုကြည့်မယ်ဆိုရင်ဘရန်ဖို့အသင်းက4-2-1-3နဲ့ပွဲထွက်လာတာကိုတွေ့ရတယ်အဲဘရန်ဖို့အသင်းအနေနဲ့အာဆင်နယ်အသင်းကိုအတားရသွားမလားဆိုတာတစ်ချက်စောင့်ကြည့်ရပါမယ်အဲဘရန်ဖို့အသင်းကတော့အင်ကွင်းစွမ်းဆောင်ရေးကောင်းတဲ့အသင်းတစ်သင်းဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်တို့ line ပြောပြီးပြီဆိုတော့ဒီပွဲကိုကင်တွယ်မဲ့ဒိုင်လူကြီးကတော့တိုနီဟယ်ရီတန်ကကင်တွယ်မှာဖြစ်ပါတယ်ဒီဒီဒိုင်လူကြီးကတော့အန်တိုနီဒေလာရုလိုစိုးတဲ့ဒိုင်လူကြီးမဟုတ်ဘူးအရင်လဲနာမည်မကြီးဘူးအာဆင်နယ်ပွဲတွေကိုလည်းကင်တွယ်ဘူးတယ်သူသူကင်တွယ်တာလေးလဲတော်တော်များများရလက်ကောင်းတာတွေ့ရပါတယ်ဒါကတော့ကွင်းလက်တိုင်းဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကွင်းလက်တိုင်းပြီးွားပြီဆိုရင်ကျွန်တော်တို့ဟတ်တူအပ်ကိုဖော်ပြမယ်ဟတ်တူအပ်မှာဆိုရင်အာဆင်နယ်ကဘရန်ဖို့နဲ့6ချိန်တွေ့ဆုံတယ် အဲ့ဒီ6ချိန်မှာ၄ချိန်တိုင်း၂ချိန်စီရလက်ကိုပိုင်ဆိုင်ထားတယ်။အာဆင်နယ်1-1နဲ့တစ်ချိန်တိုင်းနဲ့အာဆင်နယ်ဘရန်ဖို့ကိုဘရန်ဖို့ကွင်းမှာ1-3နဲ့နိုင်တယ်။အာဆင်နယ်2-1နဲ့နိုင်တယ်။ဘရန်ဖို့အတွင်းမှာ0-1နဲ့နိုင်တယ်။ဘရန်ဖို့ကွင်းမှာကာလင်ဖလာ0-1နဲ့နိုင်တယ်။အာဆင်နယ်ပရီးမီးယားလိမှာ1-1နဲ့တည်ကြတယ်ဆိုတော့အာဆင်နယ်ကနောက်ဆုံး6ချိန်မှာ၄ချိန်တိုင်း၂ချိန်စီရလက်ကိုပိုင်ဆိုင်ထားတယ်။ဒါကတော့အာဆင်နယ်ရဲ့ကွင်းမီဟတ်တူပဲဖြစ်ပါတယ်။ အဲအာဆင်နယ်အိမ်ကွင်းမှာဘရန်ဖို့လာကန်နဲ့ဟတ်တဝက်ကိုကြည့်မယ်ဆိုရင်အာဆင်နယ်အိမ်ကွင်းနောက်ဆုံး900တီမှာအာဆင်နယ်က1-1နဲ့တစ်ချိန်တည်ကြတယ်2-1နဲ့တစ်ချိန်နိုင်တယ်1-1နဲ့တစ်ချိန်တည်ကြတယ်2-1နဲ့နိုင်တယ်3-1နဲ့ထပ်နိုင်တယ်ဆိုတော့အာဆင်နယ်ကစုစုပေါင်းအိမ်ကွင်းမှာကာလင်းဖလားအပါဝင်3ချိန်နိုင်2ချိန်တည်လုံးဝရှုံးပွဲမရှိဘဲနဲ့အိမ်ကွင်းမှာရလက်ကောင်းရရှိခဲ့တာတွေ့ရတယ်ဒါပေမဲ့အာဆင်နယ်အိမ်ကွင်းမှာကန်တိုင်းဘရန်ဖို့ကိုရတာကိုလည်းဂရုစိုက်ရမယ်ဒါကတော့လက်ရှိအနေအထား ဆလီဘာဂါဘရီယယ်မှာပါတဲ့ကွင်းလေခန်းစစ်ကစားသမားအစ်စ်တင်နဲ့ကျွန်တော်တို့ဂိုးပေးရမယ့်တစ်ချက်ဆောင်ကြည့်ရမှာပေါ့နော်ဒါဆိုရင်ဟတ်တူအပ်ပြီးွားပြီဆိုရင်ကျွန်တော်တို့အာဆင်နယ်ရဲ့လက်ရှိဖောင်ကိုကျွန်တော်တင်ပြပေးမယ်အာဆင်နယ်အသင်းကနောက်ဆုံး၄ပွဲပုံစံကောင်းရနေတယ်အဲ့ဒီ၄ပွဲမှာ၂ပွဲနိုင်၂ပွဲတည်းရလက်ကိုပိုင်ဆိုင်ထားတယ်အဲ့ဒီလေးပွဲမှာမှအာဆင်နယ်နိုင်ခဲ့တဲ့ပွဲတွေထဲမှာစတော်ဆင်ဟော့စ်ပါပါတယ်ဘိုင်ယန်မြူးနစ်ပါတယ်ချက်ဆီကိုတည်ကြထားတယ် ဆန်ဒါလန်ကိုတည်ကြထားတယ်ဆိုတော့အာဆင်နယ်ကအင်ကွင်းနှစ်ပွဲစလုံးဘယ်သိမ်းလာလာယာနုံးပြေးနိုင်ပွဲရရှိထားတာကိုကျွန်တော်တို့တွေ့ရတယ်။အဝေးကွင်းစမ်းဆောင်ရေးကတော့အာဆင်နယ်တလောက်မကောင်းဘူး။အင်ကွင်းမှာအနိုင်ရပေမဲ့အဝေးကွင်းမှာတရည်ရလက်တွေပဲထွက်ခဲ့တဲ့အာဆင်နယ်အသင်းမှာအဲဒါကြောင့်အဝေးကွင်းမှာအာဆင်နယ်တရည်ရလက်ထွက်ပြီးရင်အင်ကွင်းမှာပြန်ပြီးတော့ပောက်ကွဲလာမှာဆိုတော့ကျွန်တော်တို့ဒီနေ့စောင့်ကြည့်ရမယ်။ဒါကတော့အာဆင်နယ်အသင်းရဲ့နောက်ဆုံး၄ပွဲဖောင်ဖြစ်ပါတယ်။ဆိုရင်ဘရန်ဖို့အသင်းရဲ့နောက်ဆုံး၄ပွဲဖောင်ကိုကျွန်တော်တို့ကြည့်မယ်။ ရန်ဖို့အတင်းရဲ့နောက်ဆုံးလေးပဲဖောင်ပုံစံကောင်းမှာဘရန်ဖို့ကအာဆင်နယ်လိုပဲအိမ်ကွင်းကောင်းနဲ့ဘရန်ဖို့ဒီဖရီဆယ်ပဲလစ်ကို2-0နဲ့ရှုံးထားတယ်ညူကာဆယ်ကိုအိမ်ကွင်းမှာ3-1နဲ့ပြန်နိုင်ထားတယ်ဘရိုက်တန်ကို2-1နဲ့အဝေးကွင်းမှာတော့ရှုံးတယ်ဘန်လီကိုအိမ်ကွင်းမှာပူပူနွေ့နွေ့3-1နဲ့နိုင်ထားတယ်ဆိုတော့ဘရန်ဖို့ကအိမ်ကွင်းအရင်ကောင်းတယ်အဝေးကွင်းမှာရှုံးပွဲတွေများသလောက်အိမ်ကွင်းမှာပြန်လာနိုင်တဲ့အတင်းဖြစ်တာကျွန်တော်တို့တွေ့ရအမ်ဘရန်ဖို့နောက်ဆုံး၄ပွဲမှာ၂ပွဲနိုင်၂ပွဲရှုံးရလက်ကိုဘရန်ဖို့ပိုင်ဆိုင်ထားတယ်ဒါကဘရန်ဖို့ရဲ့ဖောင်ဖြစ်ပါတယ် ဆိုတော့အာဆင်နယ်နဲ့ဘရန်ဖို့မှာဘယ်သူသာရအောင်လဲဆိုရင်ကျွန်တော်တို့တေဘယ်ကိုတစ်ချက်ကြည့်မယ်။တေဘယ်ကိုကြည့်ရင်အာဆင်နယ်လက်ရှိအနေအထားမှာအာဆင်နယ်73ဘွဲ့ကစားရတယ်။ဂျာမန်30ရရှိထားတာတွေ့ရတယ်။ဒါဆိုရင်အာဆင်နယ်အသင်းမတိုင်ခင်ဘယ်အသင်းကံပါလဲအာဆင်နယ်အသင်းမတိုင်ခင်အောက်ကမန်စီးတီးအသင်းကမနက်ဖြန်ညကံမယ်အင်ကာညကံမယ်အတွက်ကြောင့်ဒီအင်ကာညပွဲစဉ်မှာဖူအန်နဲ့အင်ကွင်းမှာတော့ကံရမယ်ဖူအန်ကွင်းမှာမန်စီးတီးအမတ်ရသွားရင်တော့အာဆင်နယ်နဲ့မန်စီးတီးရဲ့အမတ်ကွာခြားချက်ကနှစ်မတ်ကွာဖြစ်သွားမယ်ဒါပေမဲ့ ကူအန်နဲ့မန်စီးတီးနိုင်ချင်းမနိုင်ချင်းကအာဆင်နယ်နဲ့မဆိုင်ဘူးမန်စီးတီးဒီသူ့နီးသူ့အန်နဲ့သူရုံးကန်ပြီးဖူအန်ကိုကစားလိုက်မယ်တစ်ဖက်ကအာဆင်နယ်ကလည်းဘရန်ဖို့အိမ်ခွင်းမှာယာနုံးပြီးကိုအလုတ်ကိုလုတ်ပြီးအိုင်အွန်ဆူဆိုက်ဖို့လိုပါတယ်နိုင်ပွဲရရှိမှသာမန်စီးတီးနဲ့ရလက်ကိုမကြည့်ဘဲနဲ့ငါးမှတ်ကွာချင်းကွာမယ်အဲဒီတက်မကလည်းကွာချင်းကွာမယ်အဓိကကတော့မန်စီးတီးနိုင်ခဲ့ရင်အာဆင်နယ်သာနိုင်ခဲ့ရင်ငါးမှတ်ပဲပြန်ကွာမှာဖြစ်တော့ပရီးမီးယားလိတိုက်တဲ့ကတိတ်အပြောင်းလဲမရှိဘူးပြီးတော့ ျွန်တော်တို့ဒီ Premier League မှာဒီလဒီဇင်ဘာလအစပြီးတော့ Brentford နဲ့ကံမယ် Brentford နဲ့ကျွန်တော်တို့အိမ်ခွင်းမှာကံပြီးရင်အဝေးခွင်းမှာ Villa နဲ့တွားကံမယ်စနေနေ့ Villa နဲ့ကံပြီးရင် Champions League တွားကံမယ် Brugge နဲ့ Brugge ကိုင်းမှာတွားကံရမယ်အဲဒီပွဲပြီးရင်တော့ Premier League ပြန်လာမယ် Premier League မှာ Wolf နဲ့ကံမယ်အဲ Wolf နဲ့ကံပြီးရင် Everton ကိုင်းမှာတွားကံမယ် Everton ကွင်းမှာကံပြီးရင်တော့ Carlin Flaw ကို Crystal Palace နဲ့အိမ်ကွင်းမှာလက်ခံကျင်းပမှာဖြစ်ပါတယ် ကရစ္စတဘယ်လီစ်နဲ့ကံပြီးသွားရင်ဘရိုက်တန်ကိုအိမ်ကွင်းမှာကံမယ်ဘရိုက်တန်နဲ့ကံပြီးရင်တော့ပရီးမီးယားလိဂ်က16ပွဲပြည့်သွားတဲ့အတွက်နောက်ထပ်16ပွဲကံရမှာဖြစ်တယ်လို့ဗီလာနဲ့အဝေးကွင်းမှာကံခဲ့ရတဲ့ဘွပီးရဲ့အတွက်ကြောင့်ဗီလာကိုအိမ်ကွင်းမှာပြန်လဲလက်ခံကစားရမှာဖြစ်ပါတယ်ဆိုတော့ဗီလာနဲ့ဒီလာထဲမှာနှစ်ပွဲကံရမယ်အဲတပွဲစီဗီလာကွင်းမှာအရင်ကံရမယ်နောက်တပွဲကတော့30ရက်နေမှာဗီလာကိုအမရိတ်မှာပြန်ကံရမယ်ဆိုတော့ဒီလာနဲ့ဗီလာနဲ့အာဆင်နှစ်ပွဲကိုအကျိန်းနဲ့ကြည့်ရမယ် ဒီအသင်းတွေထဲမှာဆိုရင်ဟိုဗီလာလောက်ပဲလောက်လောက်လာလာ ရှိန်ဖို့ရှိတယ်ပေါ့နော်ဒီအသင်းတွေထဲမှာဗီလာကိုပဲနည်းနည်းရှိန်ရမယ် Crystal Palace ကလည်းဒီလောက်ကြီးမဟုတ်ဘူးကာလင်ဖလားလည်းဖြစ်တော့ကျွန်တော်အဲ့လောက်စိတ်မပူဘူး Crystal Palace ကိုလည်း Arsenal ဘယ်လိုရလဲထွက်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်အဓိကတော့ဗီလာနှစ်ပွဲပဲဒီဗီလာနှစ်ပွဲမှာကျွန်တော်တို့6မှတ်လုံးစုဆောင်းနိုင်ပြီဆိုရင်တခြားအသင်းတွေကိုလည်းကျွန်တော်တို့မရှုံးတော့ဘူးလို့ကျွန်တော်မြင်ပါတယ်အဲ့ဒါကြောင့်ဒီဇင်ဘာလကကျွန်တော်တို့အတွက်ပွဲချောင်တဲ့ ပွဲချောင်တဲ့အတွက်ကြောင့်ဗီလာပွဲတွေနှစ်ပွဲကိုအာယုံဆိုင်ပြီးတော့တခြားပွဲတွေကိုနိုင်အောင်ကန်ခဲ့ဒီရာသီရာသီဝဲချန်ပီယံဖြစ်ဖို့အတွက်ခွင့်ရရှိလာပြီဖြစ်ပါတယ်ရာသီဝဲချန်ပီယံဖြစ်ပြီးမှသာလင်ရာသီကုန်ပရီးမီးယားလိချန်ပီယံဘလောက်ရမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့ဂိုးရလက်လေးကိုကျွန်တော်တစ်ချက်ခံမှန်းခြင်း ਨੇ အဂိုးရလက်အနေနဲ့ကတော့အာဆင်နယ်ဘက်ကနေ3141နဲ့နိုင်လိမ့်မယ်လို့ကျွန်တော်မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ ဘရန်ဖို့ကိုကျွန်တော်ကကြိုက်လုံးလို့တကူပြန်ပေးတာမဟုတ်ဘူးမော်စကွေရာနဲ့ဟင်ဂပီကိုမယုံလို့ကျွန်တော်တကူပေးထားခြင်းဖြစ်တယ်အဲ့အတွက်ကြောင့်ဘရန်ဖို့ကိုတကူပေးထားတယ်အာဆင်နယ်ကိုတော့ကျွန်တော်3ကို4ကိုပေးထားတယ်ဘာကြောင့်လဲဆိုတော့ဒီပွဲမှာကမာရီနိုပါမယ်မာရီနိုနဲ့အလဲထက်လို့ဝင်ဗီတာယိုဂရစ်ပါမယ်ဆိုတော့ first line မှာမာရီနိုကိုထည့်မလားဗီတာယိုဂရစ်ကိုထည့်မလားကျွန်တော်မသိဘူးဒါကတော့နီးပြအာဒီတာရဲ့အဆုံးဖြတ်အာဆင်နယ်အသင်းကမာတင်နယ်လီစာကာလည်းပါလာပြီဆိုတော့ဘရန်ဖို့အနေနဲ့ အရင်နှစ်တည်းကတော့အာဆင်နယ်ကိုတရီကစားနိုင်ဖို့မလွယ်တော့ဘူးလို့မြင်နေ။ဘရန်ဖို့ကလည်းအာဆင်နယ်နဲ့ကန်တိုင်းဂိုးတကူတကူအမြင်နဲ့ရတဲ့အသင်းဖြစ်တယ်ဆိုတော့ဘရန်ဖို့ကတကူအာဆင်နယ်က3-1 4-1လောက်နဲ့နိုင်ရလိမ့်မယ်လို့ကျွန်တော်မြင်မိပါတယ်။ဒီပွဲကိုဘာကြောင့်3-1 4-1ခံမှန်းတာလဲမေးစရာရှိတယ်။ဘာကြောင့်လဲဆိုတော့အိမ်ကွင်းဖြစ်တယ်။ပြီးတော့ဟိုကျွန်တော်ကဒီနေ့ပွဲမှာ line up ကိုပြန်ကြည့်ကြည့် line up ကိုပြန်ကြည့်ရင်အဲဘူကာအိုဆာကာနဲ့ AC ပွဲထွက်မှာအဲပွဲထွက်မှာဆိုတော့ Odigat ပြန်လာနိုင်တာမှန်တယ်။ ါမှမဟုတ် AC နဲ့ဘူကာယိုဆာကပဲထွက်မယ်ဆိုရင်မာရီနိုနဲ့ချိတ်ဆက်ပြီးတော့ကစားလာမယ်ဆို AC ဒါခြေစွမ်းပြရင်၃လေးလုံးပြတ်တယ်ဒီပွဲ AC ရဲ့စပါနဲ့ပွဲတော့လည်း hat trick ယူထားတယ်အဲဒီပွဲလဲဓာဘီပွဲဖြစ်တဲ့အတွက်ကြောင့်လန်ဒန်ဓာဘီပွဲဖြစ်တဲ့အတွက်ကြောင့် AC ကိုသွင်းအောင်မလားဆိုတာကျွန်တော်စောင့်ကြည့်ရမယ် AC ကဒီရာဒီမှာ Crystal Palace နဲ့ပွဲတော့လည်းကိုသွင်းနိုင်တယ်အဲ Tottenham Hotspur နဲ့ပွဲတော့လည်းကိုသွင်းနိုင်တယ် Chelsea နဲ့ပွဲမှာပဲကိုမသွင်းနိုင်တာအိမ်ကွင်းပွဲစဉ်တွေမှာ Arsenal က AC နဲ့ဆိုအလုပ်ဖြစ်တယ်အဲဒီတော့ကြောင့် AC ပါလာတဲ့ line up မှာ ဂိုးမရမှာမပူပါဘူး။အစီအနေနဲ့လည်းပိုတီကက်တဲ့ပူကောင်းတဲ့ဆွမ်းဆောင်မျိုးဒီရဒီမှာတွေ့ရတယ်။အစီစီကကျွန်တော်တို့ဂိုးပံပုံးမှုတွေမျောလင်းမလား၊တွင်းကိုးတွေမျောလင်းမလားဆိုကျွန်တော်တို့စောင့်ကြည့်ရမယ်။ဘူကာဆာကအစီတွဲလုံး၊မာရီနိုတွဲလုံးဒီတွဲလုံးတွေကနေဂိုးဖြစ်ပြောင်းလဲပေးနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်။ပြီးတော့ဗီတာယိုဂရက်စ်ပြန်လာပြီ။ပြန်လာပြီဆိုတဲ့အတွက်ကြောင့်အစီဗီတာယိုဂရက်စ်ဘူကာဆာကဒါမှမဟုတ်အစီမဒူအခီဘူကာဆာကဗီတာယိုဂရက်စ်ဒါမျိုးတွဲလုံးတွေနဲ့အာဆင်နယ်အတင်းအလုပ်တွေကစားမလား ပိုဇက်ရှင်ဂိမ်းပဲကစားမလားဘလို့တိုက်စစ်ဆင်ဆင်အာဆင်နယ်အသင်းကဂိုးရဖို့မခက်ခဲဘူးအဓိကကတော့ကျွန်တော်ကတော့ SCO ပို့သုံးစီခြင်းနဲ့ Odegaard ဆန် SCO ကပွဲတိုင်းခြေစွမ်းပြတယ်အိမ်ကွင်းမှာပြီးတော့အာဆင်နယ်ရဲ့အိမ်ကွင်းဆွမ်းဆောင်ရည်ကိုကြည့်လိုက်မယ်ဆိုရင်ဒီရသည်အာဆင်နယ်ကချန်ပီယံလိဂ်ကောပရီးမီးယားလိဂ်ကောအိမ်ကွင်းမှာလုံးဝရှုံးပွဲမရှိဘဲနဲ့100%နိုင်ပွဲရထားတဲ့ကလပ်အသင်းတစ်သင်းဖြစ်တယ်။တရီပွဲတစ်ပွဲပဲကြာထားတယ်။ဒီပွဲကမန်စီးတီးနဲ့တရီပွဲတစ်ပွဲကြာတယ်။ Channel ပွဲတွေအကုန်လုံးကအာဆင်နယ်က အသင်းအားလုံးကိုရေကုန်ရေကန်းကစားနိုင်တယ်။ဂျာနုံးပြည်နိုင်ပွဲတွေဆွဆောင်နိုင်တဲ့အသင်းတစ်သင်းဖြစ်တယ်။မန်စီးတီးကတော့အာဆင်နယ်နဲ့အမြဲတမ်းတိုက်တဲ့ကွန်တက်တာဆိုတော့ဒီအသင်းကတော့တည်ရကြတာပေါ့နော်။အာဆင်နယ်အိမ်ကွင်းမှာအာဆင်နယ်မနိုင်တဲ့အသင်းကတော်တော်နည်းတယ်။အဲဘရန်ဖို့ကိုလည်းအရင်ယာတီတွေတုန်းကလိုအဲတည်ရဒီပါရညာတွေကြာမှာမဟုတ်ဘူး။ဒီယာတီတော့ပြတ်အောင်ကန်လိမ့်မယ်လို့ကျွန်တော်မြင်တယ်။အာဆင်နယ်ကဒီယာတီအကောင်းဆုံးအကောင်းဆုံးဖြစ်တဲ့အတွက်ကြောင့်တိုက်စစ်ပိုင်းမှာဘူကာအိုဆာကာနဲ့အက်စီကိုကျွန်တော်ကပူကြိုက်တယ် အိုဒီကတ်တဲ့ဘူကာယိုဆာကာနဲ့ဆိုနည်းနည်းလေးမယ်လို့ကျွန်တော်ထင်တယ်ဒါကျွန်တော်တယောက်တည်းအမြင်ကပြောတာပါပြီးတော့ခန်းစစ်ပိုင်းကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ခန်းစစ်ပိုင်းမှာအင်ကန်ဘီမော်စကွေရာကအဲတိုက်စစ်လိုက်ပါမှု set piece တွေ corner တွေမှာတိတ်အလုံးမဖြစ်တာကျွန်တော်တွေ့ရတယ် set piece တွေ corner တွေမှာဒီကလန်ရိုက်စတင်ပြီးရင်ဂါဘရီယယ်ရှိရင်ဂါဘရီယယ်တစင်ဗီတာယိုဂရက်ချပြီးဒါဘရီယယ်စင်တခြားကစားသမားကိုချပြီးရင်အဆုံးတက်နဲ့ဂိုးရတာတွေ့ရတယ်အဲ့လိုမျိုး vigilance တင်ပေးတဲ့ဘောလုံးမော်စကွေရာနဲ့ဟက်ကပီဘလူးမှာ ခေါင်းကြိုက်ပြီးတော့ပြန်ပြီးတော့အသင်းကိုချိတ်ဆက်ပြီးတော့ပံ့ပိုးမှုမလုပ်ပေးနိုင်တာကျွန်တော်တွေ့ရတယ်ဒါကတော့ Gabriel မရှိခင် Gabriel နေရာမှာပြန်ပြီးတော့ဟိုအသင်းကိုပြန်ပြီးတော့ချိတ်ဆက်ပေးနိုင်မဲ့အဲ area ထဲမှာပြိုင်ဘက်ကစားသမားတွေကြော်ပြီးတော့ကိုယ်ကစားသမားကိုဂိုးဖန်တီးမှု လုပ်ပေးနိုင်မဲ့ဂိုးသွင်းမှုစူးစမ်းနိုင်မဲ့အဲ center back header မရှိဘူးအဲ့တော့ကြောင့် Gabriel မရှိခင်မှာကျွန်တော်တို့ Arsenal အသင်းဘယ်လိုကစားမလဲဆိုတာ Declan Rice ကအဖြေပေးလိမ့်မယ် ဒီကလန်ရိုက်စ်ကဘလို့ဖြစ်ပေးမလဲဆိုတော့ SC နဲ့ချိန်မှာ SC နဲ့ချိန်မှာပဲရမယ် SC နဲ့မချိန်ဖဲနဲ့ SC ကိုအာမကိုရင်အာဆင်နယ်ကိုရဖို့အရန်ရောရတယ်အာဆင်နယ်ရဲ့တိုက်စစ်များဦးမှာ OD ကမပါရင် SC နဲ့ဒီကလန်ရိုက်စ်နှစ်ယောက်ပဲရှိတယ် OD ကကော SC ကိုနှစ်ယောက်တွဲတုံးရင်လည်းအာဆင်နယ်ကခြေစွမ်းမပြတာတွေ့ရတယ်ပြီးတော့ဗီတာယောဂရက်စ်နဲ့မာရီနိုနဲ့တွဲတုံးလို့မရဘာကြောင့်တွဲတုံးလို့မရလဲဆိုတော့ကစားပုံတူတဲ့အတွက်ကြောင့်ဗီတာယောဂရက်စ်နဲ့မာရီနိုနဲ့တွဲတုံးလို့မရဘူးဗီတာယောဂရက်စ်ကိုသုံးမယ်ဆိုရင်မိနစ်60နောက်ပိုင်းသုံးမလားမာရီနိုကို first line ရဲ့ pay minutes 60အထိကန်ပြီးရင်ထုတ်ပလိုက် video request ကိုတဲဒါမျိုးဝယ်ရမယ်။နှစ်ယောက်လုံးတွဲသုံးရင်နှစ်ယောက်ဆုံးခြေမပေါ်ဘူးကစားကွက်ထပ်သွားတယ်။အဲ့အတွက်ကြောင့် Arsenal အသင်းရဲ့ Arteta ကတိုက်စစ်ပိုင်းမှာတော့နှစ်ယောက်ကိုထပ်မသုံးနဲ့။တောင်မှအလုပ်တွေနဲ့ကစားပါ။ဒါမှလည်း Arsenal Brentford ကိုနိုင်တယ်။ Brentford ကိုမနိုင်စရာတော့အကြောင်းမရှိဘူး။ဒါပေမဲ့ကျွန်တော်အနေနဲ့ဟို Arsenal ကတခါတလေပွဲချောင်းနေဆိုပြီးတော့တိုင်ပြအသင်းကိုရှော့တက်တက်တဲ့အစင်လာမျိုးလည်းရှိတယ်။ဒီရည်တော့သူတို့အဖြစ်ခံမှာမဟုတ်ရရင်ရလောက်အမှတ်ယူမယ်အိမ်ကွင်းပွဲစဉ်ဖြစ်တဲ့အတွက်ကျွန်တော်စိတ်မပူဘူး အဲ့တော့ကြောင့်အာဆင်နယ်နိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်ခင်ဗျာကျွန်တော်တို့ကလေအခုအနေထားမှာမန်စီးတီးကိုငါးမှတ်ဖြတ်ထားတဲ့အတွက်ကြောင့်အကယ်၍များမနေ့ပြန်ဖူဝန်နိုင်သွားခဲ့သည်ရှိတော့မန်စီးတီးအမှတ်မရခဲ့သည်ရှိတော့အာဆင်နယ်အသင်းကပိုပြီးကြိုးစားကစားရမယ်။ဘာကြောင့်လဲဆိုတော့မန်စီးတီးနဲ့အမှတ်ပိုဖြတ်နိုင်မှလည်းအာဆင်နယ်ပရီးမီးယားလိချန်ပီယံကိုစောစောဆုခူးနိုင်မှာဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်။အဲ့တော့ဖူဝန်နဲ့ပွဲကိုကျွန်တော်တို့တစ်ချက်ဆောင်ကြည့်ရမယ်။ပြီးတော့ ဒီဇင်ဘာပွဲချက်ကာလဒီကျွန်တော်တို့အတွက်ပွဲချက်ကာလမဟုတ်ဘူးခုနကပြောလို့ပွဲချောင်ကာလဖြစ်တဲ့ဒီဇင်ဘာလထဲမှာလည်းကျွန်တော်တို့ကအသင်းကြီးတွေကန့်တရားမရှိတဲ့အတွက်ကြောင့်အဲကစားသမားအစ်စ်တွေပြန်လာမှနဲ့ကျွန်တော်တို့တော်တော်အဆင်ပြေသွားနိုင်နေဖြစ်တယ်ပြီးတော့ OD ကကော LCO ဒီပွဲမှာပါ OD ကကော LCO လဲကျသုံးမယ်ဆိုရင်တော့အာဆင်နယ်ပူကောင်းလာမှာဖြစ်တယ်အာဆင်နယ်ရဲ့တိုက်စစ်ပိုင်းကလူရွေးချယ်စရာရှိတဲ့လက်ရှိဖြစ်နေတဲ့ဒီခန်းစစ်ပိုင်းမော်စကွေးရာနဲ့ဟန်ကပီကိုတစ်ချက်ကြည့်ရမှာဖြစ်တယ် ဒီကစားသမားတွေကချိန်ငိန်ွားရင်အာဆင်နယ်အသင်းဟာပရီးမီးယားလိချန်ပီယံဆိုစုခုနိုင်မှာဖြစ်တယ်။ဂါဘရီယယ်နဲ့ဆလီဘာမှာဆလီဘာကတော့ဒီလာတဲ့ပြန်လာနိုင်လာလာနိုင်တယ်။ဂါဘရီယယ်ကတော့ငလာလောက်ဆောင်ရမယ်ဆိုတော့ဆလီဘာမဝူးဆောင်နိုင်ရင်ဟင်ကပီနဲ့မော်စကွေရာတယောက်ယောက်ဥဆောင်မှာဖြစ်မယ်။ဒါမှမဟုတ်ဒီကန်ရိုက်ဆင်းဆင်မယ်ဆိုရင်တော့အာဆင်နယ်ကခန်းစပိုင်းကအဆင်ပြေနိုင်လိမ့်မယ်လို့ကျွန်တော်မြင်တယ်။ဂိုလက်ပါအာဆင်နယ်နိုင်ပါစေ3-1 4-1နဲ့ ဆုံးထိကြည့်ရှုပေးကြတဲ့ brother တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ